အားလုံးပဲမင်္ဂလာပါ Summit English 2016 Basic Conversation နဲ့ Writing Class တွေရနေပြီးတော့ကျွန်တော်တို့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှေ့မှာတော့ကျွန်တော်တို့ကအခြေခံ WhatsApp ပုံစံတိဆောက်ပုံလေးတွေကို ပြောခဲ့ပါတယ်အခုဒါလေးကိုထပ်ဆက်ပါမယ် Basic Verbs လေးတွေကျွန်တော်တို့ကပြောခဲ့တာပါ Basic Verbs ဆိုတာအများကြီးမဟုတ်ပါဘူး၃မျိုးပဲရှိပါတယ် Verb to be be လို့ရေးထားပါတယ် verb to have hav have လို့ရေးထားပါတယ် verb to do ဒါလေးတွေကိုကျွန်တော်တို့ကဝါကျပုံစံလေးပြောခဲ့ပါတယ်အခုတော့နောက်တစ်ဆင့်တက်ပါမယ်သူတို့ရဲ့ဝါကျ၃မျိုးကိုပြောတော့မှာပါ၃မျိုးဆိုတော့ငငယ်လေးအားလုံးသိတဲ့အတိုင်းရိုးရိုးဝါကြမေကွန်ဝါကြညင်းဆူဝါကြတို့ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီလိုလေးရေးထားပါတယ် verb to be ရိုးရိုးဝါကြကိုဘယ်လိုရေးမလဲသင်ပြီးပါပြီဒါသင်ပြီးပါပြီကျွန်တော်တို့ကကူးဆက်ပြီးတော့ပြောမယ့်ဟာတော့ မေခွန်းနဲ့ညင်းဆူဖြစ်ပါတယ်ဒီလိုပါပဲ verb to have ရဲ့ရိုးရိုးဝါကျတွေကိုကျွန်တော်တို့ကပြောပြပါပြီဆက်ပြောမယ့်ဟာကတော့မေခွန်းနဲ့ညင်းဆူတွေဖြစ်ပါတယ် verb to do ရဲ့ရိုးရိုးဝါကျဖွဲ့စည်းပုံတွေကိုပြောပြပါပြီဆက်ပြောမှာတော့မေခွန်းနဲ့ညင်းဆူဝါကျပုံစံလေးတွေဖြစ်ပါတယ်နောက်ထပ် post လေးတစ်ခုမှာဆက်လက်ပြီးတော့ကျွန်တော်မျှဝေပေးသွားပါမယ်ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်